နီပြမော်ရီအသေးအံတီဆောက်နေတဲ့ကစားကောက်ကတကယ်အလုပ်ဖြစ်လာပြီလားမန်ချက်စတာနက်တီးရဲ့လက်ရှိနီပြဖြစ်သူပေါ်တူဂီနီပြဒိုဘက်အမော်ရီကသူ့အသေးအံကောင်းထဲပေါ်ကျင်းတဲ့၃ရောင်တန်းတော့တက်စနစ်ကိုကန်ဆွဲထားသူဖြစ်ပြီးဒီဒီစတီကမန်ယူနိုက်တက်တင်းနဲ့ဘလောက်ထိအဝင်ခွင့်ကြောင်းဖြစ်မလဲဆိုတာကိုဒရူရင်ပြောဆိုနေခဲ့တာကြောင့်မန်ယူနိုက်တက်တင်းရဲ့ပရိသတ်တီကြားမှာသူ့ရဲ့နစ်စနစ်တွေတကယ်အလုပ်ဖြစ်လာပြီလားဆိုတာကိုစိတ်ဝင်စားဖြေရှားနေကြပါပြီဇာတိစာမှာနီပြရဲ့ဖီးယားကကြီးမားခဲ့ပေမဲ့လက်ရှိချိန်မှာတော့ရလဒ်တီကအားလုံးကိုအားအသင့်သွားစီခဲ့ပါတယ်နီပြမော်ရီယံမန်ယူနိုက်တက်တင်းကဒီအာဒီပရီးမီယာလိဂ်ပထမဆုံး၉ဘက်မြောက်မှာတင်အင်အားကြီးပြိုင်မက်တီနဲ့စောစောစီစီရေဆန်ခဲ့ရပါတယ်။အာဆင်နယ်၊မန်စီးတီး ချက်စီနဲ့လီဗာပူးတင်းလို့ဘလားအတွက်အဓိကစိန်ခေါ်သူအသင်းကြီးတွေအားလုံးနဲ့ထိတိုက်တွေးဆောင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ပုံမှန်ဆိုရင်ဂီလိုခတ်ခဲ့တဲ့ဘောဂျင်စီယာမျိုးကယာတီဆာမှာအသင်းတင်းအတွက်စစ်တပိုင်းဆိုင်ရာထိတိုက်မှုတွေနဲ့အမှန်ဆုံးကျိုးမှုတွေကိုဖြစ်ပေါ်စေနိုင်ပေမဲ့လက်ရှိမှာပေးစရာအနေထားကမန်ယူနိုက်တက်အတွက်လုံခြုံရေးသဘောဆောင်နေပါတယ်လို့ခိုင်မာစွာသုံးသပ်နိုင်ပါတယ်။အရှိချင်းမှာမန်ယူနိုက်တက်ကမက်ဆီနဲ့အမတ်တူအနေထားမျိုးကိုရောက်ရှိနေပြီးယာတီဆာမှာခြေချုံမှုတွေရှိခဲ့တဲ့လီဗာပူးတင်းနဲ့ချက်စီတို့ရဲ့ပုံမှာယက်တည်နေပါတယ်။အထူးသဖြင့်နောက်ထပ်ရေးပါတဲ့အောင်မြင်မှုတစ်ခုအနေနဲ့ထိတ်ဆုံးလေးတင်းနဲ့ချန်ပီယံလိဝင်ဝင်ကိုဝင်ရောက်ဖို့အတွက်လည်းတမတ်တာကွာဟာတော့တာဖြစ်ပါတယ်။ ။ဒါပြင်ရာထိတ်ဆုံးကအုပ်ဆောင်နေတဲ့အာဆင်နယ်ဒိန်းနဲ့လည်းနှပွဲသာ၆မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ဒီလိုမျိုးရတဲ့ကောင်းတွေကနီးပါးရဲ့နီးစနစ်တွေအလုပ်ဖြစ်တောင်းကိုဆက်တင်ပြသနေပြီးမန်နီလာတဲ့တင်ရပရိသတ်တွေတော့မရတာတောင်းနေပြီးဖြစ်တဲ့ပျော်ရွှင်မှုတွေနဲ့မျောလင့်ချက်တွေတွေကိုပိုင်းဆိုင်စေခဲ့ပါတယ်။နီးပါးမော်နီကမယူတင်းကိုသူဆက်တင်တောင်းဝင်ရည်စီကလေးကသူ့ရဲ့၃ရောက်တဲ့နောက်ဒက်စနစ်ကိုအပြောင်းလဲမလုပ်နိုင်ဘူး။စနစ်ပြောင်းခြင်းရင်သူ့ကိုအပြောင်းလဲမှပဲရမယ်လို့ခိုင်မာစွာအပြတ်ပြောခဲ့ဘူးသူလည်းဖြစ်ပါတယ်။မယူတင်းဘက်ကလည်းနီးပါးပေါ်ဆက်လက်ပြီးအပြေးဝယုံကြည်မှုတွေတွေကိုခွင့်ရပေးခဲ့ပြီးအခုချိန်မှာတော့တင်းရဲ့ခြေစွမ်းနဲ့ရလက်တွေကနီးပါးအမော်နီရဲ့နီးစနစ်တွေမှန်ကန်ကြောင်းကိုဆက်တင်တက်တည်ပြသနေပြီလားဆိုတာကိုတော့ ပြီးမြောက်ရာသီရှည်ပြိုင်ပွဲမှာဆက်ဝင်နေစာဆက်လက်ဆောင်ကြည့်သွားရတော့မှာဖြစ်ပါတယ်။လာမယ့်ပွဲစဉ်တွေမှာအမော်ရီရဲ့မန်ယူနိုက်တက်တင်းကဒီလိုမျိုးခြေစွမ်းတည်ငြိမ်မှုကိုဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာကတော့ပေးတဲ့တွေအတွက်ဆောင်ကြည့်ရမယ့်အချက်တစ်ခုလည်းဖြစ်ပါတယ်။